ဖိလစ်ပိုင်နိုင်ငံမှာကောလိပ်ကျောင်းသားအများစုလိုက်ပါလာတဲ့ဘတ်စကားတစ်စီးဟာဘရိတ်ပေါက်ပြီးလမ်းဘေးတက်တိုင်ကိုဝင်တိုက်ခဲ့တဲ့အတွက်ကြောင့်အနည်းဆုံး14ဦးသေဆုံးခဲ့ရတယ်လို့ Hindu Standard သတင်းစာမျက်နှာမှာဖော်ပြထားပါတယ်။ကျောင်းသားတွေဟာလိလာရီခီထွက်လာကြတာလို့သိရပြီးရှင်မော်မာခီးတဲ့စုစုပေါင်း50လောက်လိုက်ပါလာကြရလို့လည်းသိရပါဗျ။ကားဟာမနီလာမြို့အရှေ့ပိုင်းတန်နေမြို့ရဲ့အဝေးပြေးလမ်းမပေါ်မောင်းနေလာစဉ်ဘရိတ်ပေါက်သွားခဲ့ပြီးလမ်းဘေးတစ်တိုင်ကိုဝင်တိုက်ခဲ့တာဖြစ်တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါဗျ။ ကားဟာကွန်ကရစ်တုံးတားဆီးတွေကိုဝင်တိုက်သွားခဲ့ပြီးကျဲလောင်တဲ့အတန်းကိုကြားခဲ့ရကြောင်းကားဟာ brake ပေါက်သွားပုံပေါ်ပြီးအလွန်မြန်တဲ့ရှိန်နဲ့လမ်းဘေးထိုးဆင်းသွားတာလည်းဖြစ်တယ်လို့မျက်မြင်သက်သေတဲ့ဦးကပြောကြားခဲ့ပါတယ်အခင်းဖြစ်ပွားစဉ်ရင်ပေါ်လိုက်ပါလာတဲ့ခီးတဲ့ဆဲဦးဟာပွဲချင်းပြီးတည်ဆုံးခဲ့ပြီးအခြားသူတွေကိုတော့ကုသပေးဖို့အနီးမှာရှိတဲ့ဆေးရုံတွေကိုပို့ဆောင်ပေးခဲ့တယ်လို့တန်နေမြို့ရဲဌာနအကြီးကခရစ်စတိုဖာဒဲလာပင်နာကပြောကြားခဲ့ပါတယ်။ အဲ့နောက်မှာတော့ဆေးရုံကိုပို့ဆောင်ခံခဲ့ရတဲ့ခီးတယ်ရီနဲ့၄ဦးဟာလည်းဆေးရုံမှာထပ်မံသေဆုံးသွားကြောင်းသတင်းမှဖော်ပြထားပါရယ်။အခင်းဖြစ်ပွားမှုရဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေကိုလှောက်ဆောင်နေစေဖြစ်တယ်လို့ရဲဌာနကပြောကြားထားကြောင်းလည်းသိရပါရယ်။